ီအေးအတိုင်းလိုက်ဆောက်လုပ်ထားတဲ့ဝါတိတ်အင်ငယ်တွေရဲ့နဘေးမှာဒင်းခွေးတန်နဲ့ဒင်းဖြတ်တန်တွေညံနေတဲ့ဒီမြင်ကွင်းကတော့မြောက်ဦးမြို့နယ်ကစပေးဆောင်စကန်တကူဖြစ်ပါတယ်။ဒီစပေးဆောင်စကန်ကလူတွေအားလုံးနေပါဟာငါးမိုင်လောက်အကွာဝေးရှိတဲ့တွားထိပ်ကိုသွားပြီးခင်ခေါ်ဝါခေါ်အပါဝင်းမြှို့ပြီးတော့ရလာတဲ့ဝင်ငွေနဲ့စားဝဲနေရေးကိုဖြစ်စေနေကြတာပါ။ မနက်အစောကြီးကနေသွားပြီးနေဝင်စားအစိမ်းလုံးမှအိမ်ကိုပြန်ရောက်လာကြတဲ့ဒီအလောက်ဟာခက်ခဲကြမ်းတမ်းလှပေမဲ့သူတို့ရဲ့ဝင်ငွေကတော့တရက်ကိုငွေကျပ်6000ကျော်ပဲရှိတာမို့စားဝတ်နေရမဖူလုံတဲ့နေရာတွင်ကိုရင်ဆိုင်နေကြရတာလေးဖြစ်ပါတယ်။ကိုမဆော့ခင်စားကိုလေးမဆော့ဇီတုံမတုံမဖူပါ။ဝါမကိစေမငါဘောက်ရှိရောက်လာဟာဘိမငေါ်ထုတ်ခေါထုံတော်ကိုမဆော့နေ။ ta thấy cô na thâu phong thâu đoàn sĩ cô má sợ à rồi sợ 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 cô sợ à bữa này ông gửi bà hàng cô tổng má cô công mong sợ cô sợ à bà cô mà phô đơn hàng cô mà sợ này bà cô mà xe bộ ngõ phô này sư sư ngõ phô chín này quan sơn chín ngõ phô này sư sư quan quan sơn chín ngõ phô chín này nhà bên nhà ta lu sơn nhà bà ngõ hàng cô cũng được mà mà phô sẽ bị cho bố anh này တော်အေးရဲ့နှုတ်မှာကျောင်းနေအေးကလေးနှုတ်ရှိပြီး မိခင်ညီမဖြစ်သူတွေနဲ့မိသားစု၅ဦးအတူနေထိုင်ကြတာပါ သူတို့ဟာစစ်တွေမြို့နယ်ဝါဘိုကျွာကဖြစ်ပြီးပြီးခဲ့တဲ့2023ခုနှစ်အနှစ်အစောပိုင်းကလေးကကျွာအနီးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်ကြောင်းတိုးဖမ်းဆီးမှုတွေကြောင့်အခုလိုစစ်ဘေးရှောင်စခန်းကို ရောက်လာကြတာလည်းဖြစ်ပါတယ်သူတို့ဟာတွားတောင်ကိုမိကိုပြီးရှာပွဲစားတော့တက်ကြပေမဲ့ရရှိတဲ့ဝင်ငွေနဲ့ညတန်နေတဲ့ကုံစည်နှုတ်တွင်ကြောင့ ဝေရှမ်းစားတောက်ရဲမှာ ပြများနေရတယ်လို့ဆိုပါတယ်။သူ့ရဲ့ညီမဖြစ်သူဟာလက်ရှိမှာတော့တလကိုငွေကျပ်တသိန်းခွင်းနဲ့ထမင်းဆိုင်တစ်ခုမှလုပ်နေတာကြောင့်သူတို့ညီမနှစ်ဦးရဲ့လဆင်ဝင်ငွေဟာတလကိုငွေကျပ်3သိန်းခွင်းဝန်းကျင် ရှိတယ်လို့ဆိုရမှာပါ။ဒါပေမဲ့လည်းဒီဝင်ငွေအမောက်ဟာခေါင်ခန့်အောင်မြင့်တက်နေတဲ့ကုန်စည်နှုတ်တွေကြောင့်အာဟာရမပြည့်စုံပဲ တခါတလေကလေးတွင်ကိုဦးစားပေးရလို့သမင်းနဲ့မမှန်တဲ့နေ့ရက်တွင်ကိုလည်းကြော်ဖြတ်နေကြရတာဖြစ်ပါတယ်တဝဲမှာနှစ်ဆုပ်ရှိကုံဖုနာမှာတဆုပ်ရှိနေတဆုပ်ရှိကုံဖုနာမှာငေါထုပ်ရှိနေရပဲကိုမမလောက်လို့ညာတလို့စွန်ရပါမနဲ့ရေအခဲခီတီကရပဲဟင်းပါပဲ ကျောင်းကျောင်းမှာပဲနေမကောရေမကောဆိုလို့ကျောင်းမှာပဲတဲဆိုလို့ခဲခဲပါပဲစိတ်ရှိတယ်နုမမြော်ဝါရှိတယ်နုမမြော်ဆိုပဲပါလေမဟင်းကြီးကမမြော်ပါရေမကျောင်းမှာမပဲကြားကလေးဆိုကမတောက်ရှိရဲ့တဲနေကမကျောင်းမှာမပဲဆိုကမညို့ညာဆိုလို့လောပါပဲတပဲမလုတ်တပဲမစားပါတပဲလုံးမတပဲစားဘွားပါလက်ရှိရခိုင်ဒေသမှာစံချန်းတအိတ်ကိုငွေကျပ်6000ခန့်စားစီ1လီတာကို1000ခန့် ချက်နှနေတပိတ်တာကို1000ခွေခန့်ငရောတိလျှောက်တပိတ်တာကို2000ခန့်ငားစင်းတပိတ်တာကို1000ခွေခန့်နဲ့ချက်ဝတ်အမေစားတဲ့အသားစင်းတို့ကတော့တပိတ်တာကို4000ခွေဝန်းကျင်ရှိနေတာပါဒါကြောင့်အသက်ရှင်တန်ယုံရှူတာပြီးစားတော့မယ်ဆိုရင်တော့မိသားစု၄ဦးစာအတွက်အနည်းဆုံးငွေကျပ်လျှောက်သိမ်းအထက်လိုအပ်မှာဖြစ်တယ်လို့ဒေါ်အေးရဲ့နှုတ်ကသူ့မိသားစုအရှင်တွေကိုပြောပါတယ် သူတို့စပေးဆောင်စခန်းမှာစတွေမျိုးနယ်နဲ့ပွန်တော်ကျွန်းမျိုးနယ်ဘက်ကဒိန်းဆောင်လာကြတဲ့ဂျေးရွာဆေးရွာကလူဦးရေ300ကျော်နေထိုင်ကြတာပါစကောင်စီက2023ခုနှစ်နိုဝင်ဘာလပိုင်းကစလို့စီပနီပခရဝင်ကိုအကြောင်းပြပြီးပြည်မကလည်းကုံစီစီစင်းမှုလမ်းကြောင်းအလုံးကို တင်းကျပ်စွာပိတ်ဆို့ခဲ့တာကြောင့်ရခိုင်ဒေသခံတွေဟာ ကုံစီပြက်လက်မှုစာနယ်ရက်ခါပူလုံရင်းနဲ့အသက်ရှင်သန်ရေးအတွက်အစဉ်ကောမှုတွင် ရှိနေတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့စာနယ်ရက်ခါလိုအပ်ဆက်တွင်ကိုဖြည့်စင်ဖို့ရခိုင်ကုံတွေတွင်ဟာအိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နေဆက်နဲ့ပြည်မကနဲ့ကိုနေကိုဟန်နဲ့ခက်ခက်ခဲခဲတည်ယူနေကြပါတယ်။ဒီလိုင်းခရီးတွေဟာကြမ်းတမ်းမှု ခရီးဝေးကွာမှုနဲ့အချိန်ကြာမြင့်မှုတွင်ကြောင့် ဇိနုံမြင့်တက်မှုတံခေါ်ခံစားနေကြတာဖြစ်ပါတယ်။အဲ့ဒီစပေးရှောင်းစကမ်းမှာနေထိုင်ကြတဲ့မိသားစုတိုင်းနေပါဟာစာဝဲနေရဲ့ကြက်တဲမှုနဲ့အာဟာရမလုံလောက်မှုတွင်ကိုရင်ဆိုင်ဖြတ်တန်းနေကြရတာလည်းဖြစ်ပါတယ်။တခါတလေမှာကျန်းမာရေးမကောင်းဖြစ်နေရင်တောင်မှတရက်လုံးမှတရက်စားရတဲ့ဘဝတွင်မို့နေမကောင်းတဲ့ကြားကပဲတော်နေထင်းရှားရတာရှိသလိုငွေအပူမရှိလို့ ဆေးမတော့ရတဲ့နေ့တွင်ကိုလည်းချိန်မဲ့ခံစားနေကြရတယ်လို့စစ်ဘေးရှောင်တွင်ကပြောပါတယ်။အဲဒါတော့မကြမ်းမရသေးတဲ့နေမကောက်ဆိုင်အေကိုက်ထီကဒကုံဆောင်တိကိုပြုံးလို့ပြန်ဟိုလူပတ်တကရင်မရှိကောင်းလို့အကူညီတုံးလို့ကူရပါတယ်။ကိုကိုတော့တိုင်းနိုင်စီကူရပါတယ်အမလည်းရေဒီကေမတိုင်းနိုင်ရရဲ့ကိုက်ကဖြစ်တာကောင်းလို့ပဲစေတနာပေါ့ရပဲကောင်းလို့ကူရပါတယ်။စစ်ဘေးဆောင်တွေဟာနွေရာသီတလျှောက်ဒင်းွယ် မိုးရာသီမှာမြစ်ရှာစားရအလုပ်တွေလုပ်ပြီးတရက်ကိုငွေ6800လုံးနဲ့ဖြတ်တန်းရုံကလွေလို့အရှားဝင်ငွေကောင်းတဲ့အလုပ်ဆိုတာသူတို့အတွက်ရှားပါလွမ်းတယ်လို့ဆိုရမှာပါကုလသမဂ္ဂရဲ့ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFV အဖွဲ့ကတော့ရခိုင်ပြည်အလေးပိုင်းမှာစားနပ်ရိက္ခာမပူလုံတဲ့မိသားစု59000ခန့်လုံးရှိနေပြီး ပစ္စုခံထားရမှုတွင်ကြောင့်ရခိုင်မြောက်ပိုင်းဒေသမှလည်းအစီအနေတွင်ဆိုးရွားနေတယ်လို့ပြီးခဲ့တဲ့ဩဂုတ်လ12ရက်မှာထုတ်ပြန်ထားပါတယ်။ကုလသမဂ္ဂအနေနဲ့စစ်ကောင်စီရဲ့စားနေရိတ်ကဖြစ်တော့မှုတွင်ကို လူအခွင့်ရေးစိုးဖောက်မှုအဖြစ်စုမြင်ပြီးလက်တွေ့ကြတဲ့အရေးယူဆောင်ရွက်မှုတွေအပြင်ငမွေမှုရင်ဆိုင်နေရတဲ့ဒေသတွေကိုလူသားချင်းစာနာမှုဆန်ရအကူအညီထောက်ပံ့ရေးအစီအစဉ်တွေလောက်ဆောင်ပေးဖို့လိုအပ်နေတာပါ။ टाउ तपाईँसँग तु तोलुब मौस तु तु तोल मानिमो ठाउँ पै है लुटिग खे क्या मौस है चाह अ गुरु लादमा अ गुरु लादमा लौ फै त अब फैदि अयो गाँधी इनाइ खा के तिख खाने यति लुटिलाई थाम्मा चाहु मौसै ठाउँ चिल्ली मौस अमी ဒေါ်အင်းနုရှေတော့ဟာကြောက်တော်မျိုးတဲမှာဂျုံဟာကြပန်းကုံထမ်းလောက်တယ်လို့ဆိုပါတယ်ဒါပေမဲ့လေကျောင်းအန်ရယ်နဲ့အခြားအကြောင်းမျိုးမျိုးကြောင့်နေ့စဉ်အလောက်အကန်ပုံမှန်မရှိဘူးလို့ဆိုပါတယ်ဒါအပြင်ဇမ်းမာတန်ဆွမ်းပြီးအလောက်လုံးနိုင်တဲ့လူတွေတော့အခုလိုဖြစ်တိုင်းနေရတဲ့အခြေအနေမှာ အလုံးမလုံးနိုင်တဲ့တက်ကြီးရွေအိုတွေနဲ့မတန်ဆွမ်းသူဒါမှမဟုတ်ကလေးသူငယ်တွေပါဝင်တဲ့မိသားစုတွေအတွက်ပုံပြီးစားဝဲနေရဲ့ဖိအားဒဏ်ကိုအပြင်းအထန်ခံစားနေကြရတာလည်းဖြစ်ပါတယ်ဒီလိုအလုံးအကန့်ရှားပါမှုနဲ့ဂုံစင်းတို့မြင့်တက်မှုတွင်ကြားမှာ သူတို့တွေဟာလာရောက်ကူညီထောက်ပံ့ကြမဲ့စေတနာရှင်တွင်ကိုမျှော်ရင်း ဒုက္ခတွင်တောင်လိုပုံနေတဲ့ဒီကာလကနဲ့ဘယ်ရှင်လွတ်မြောက်မလဲဆိုတာကိုစောင့်စားနေကြတာလေးဖြစ်ပါတယ်ခင်ဗျာ။